ဆန်ဒလန်ကိုရှုံးနေခဲ့တဲ့ပွဲပြီးမှာမောင်မာရက်စ်ကတယောက်ဘလူးစင်ဂျီတွေပေးခဲ့တယ်လေမင်္ဂလာပါကိုခိုင်းချက်စီ TV ကနေအပြောင်းအလဲတော်များလို့ကိုကြည့်ပါရစေကျွန်တော်ကိုခက်ပါစင်ဂျီဆိုတာပေးလိုက်မကောင်းကျိုးချောင်းတင့်လျော်မှုရှိတဲ့စင်ဂျီနဲ့ကျိုးချောင်းတင့်လျော်မှုမရှိတဲ့စင်ဂျီဆိုပြီးခွဲလို့ရတယ်ပြောချင်တာတချို့စင်ဂျီတွေဒီကျွန်တော်တို့တကယ်နားလေလက်ခံပေးရမယ့်စင်ဂျီမျိုးတွေရှိတယ် တချို့စင်ကြီးတွေကတော့မင်းဘာမှလာမပြောနဲ့တော့မင်းပြောတာဘောင်မဝင်ဘူးအဲ့ဒါမင်းပိုင်းလေဆိုရဲသဘောမျိုးကျွန်တော်တို့ဖြည့်စင်စားပေးစရာမလိုတဲ့စင်ကြီးမျိုးရှိတယ်အဲ့တော့ဒီစင်ကြီးနှစ်ခုဟာကိုလုတ်တဲ့လုပ်ငန်းဆောင်တာတစ်ခုပေါ်မှာမူတည်တယ်ကျွန်တော်နားလဲပေးလို့ရတဲ့စင်ကြီးလားနားလဲပေးမရတဲ့စင်ကြီးလားတကယ်တော့စင်ကြီးမဟုတ်ဘူးဗျာ तू ဒီရှုံးပွဲနဲ့ပတ်သက်ပြီးပြောခဲ့တဲ့စကားပေါ့ဒါပေမဲ့ကျွန်တော်ကတော့စင်ကြီးလို့ပဲသတ်မှတ်တယ်ဟာ bro ဘာကြောင့်စင်ကြီးလို့သတ်မှတ်တာလဲရှင်းတယ် ကျွန်တော်တို့ကဲရတဲ့အတင်ကဘာစီလိုနာမဟုတ်ရီယယ်မက်ဒရစ်မဟုတ်ဘိုင်ယန်မြူးနစ်မဟုတ်အာစနယ်မဟုတ်ဘူးကြောင်နဲ့ဟာကြောင်နဲ့တည်းကကျွန်တော်တို့ဒုက္ခပေးတာပေါ့ဒါမဲ့အဲ့ဒါလို level မျိုးကျွန်တော်တွေကဟာငါတို့ဒုက္ခပေးတဲ့အသင်းဆိုပြီးကြွကျဲနေရင်ဘယ်တော့မှ level တခုကိုရောက်မှာမဟုတ်တော့ကျွန်တော်တို့ဟိုဟာဆရာတယောက်ပြောခဲ့တဲ့စကားရှိတယ်ကျွန်တော်တို့ကတခါလေးကြာရင်စိတ်ဖြည်တယ်ဗျာငငယ်တော့ဆိုကျွန်တော်တို့အရင်စိတ်ပြေတာအတန်းထဲမှာကိုကလူအယောက်60ရှိရဲ့အဆင့်30ရရတယ်ဗျာဟာကျွန်တော်အောက်မှာလူအယောက်30တောင်ရှိသေးတယ် ဟဲ့ရောမင်းအဲ့ဒါအောက်ကိုငုံကြည့်နေလို့လေမင်းအထက်မှာလူဘယ်နှယောက်ရှိလဲအယောက်နောက်ထပ်29ယောက်ရှိတယ်မင်းမသိဘူးလားဆိုပြီးကျွန်တော်တို့ငငယ်ရဲ့ဆုံးမခဲ့တဲ့ဆရာတယောက်ရှိတယ်တခါလေကျကျွန်တော်တို့ကအောက်ကိုပဲငုံကြည့်နေလို့မရအောင်အပေါ်လဲကြည့်ရမယ်လက်ရှိဖြစ်နေတဲ့အန်သူမာရက်စကာပြောသောစကားသည်အဲ့ဒီသဘောမျိုးတက်ရောက်နေတယ်ကြောင်နဲ့တွေကိုရှုံးတာကျွန်တော်တို့စင်ကြီးပေးခွင့်မရှိဘူးဒိုင်ချောင်းဆိုတာလည်းစင်ကြီးတွေဗျဟာဒိုင်ချောင်းကျွန်တော်တို့ရှုံးသွားတယ်ဆိုတဲ့ level မျိုးမရောက်အောင်ကိုဖြစ်တင်တာ ဒီလိုပြောလို့လေအတ္တကြီးဆောင်းရင်ကြည့်ပြီးပြောနေတာမဟုတ်ဗျာဒါကတော့ကြိုးချောင်းတင်းလျော်ပါတယ်ကျွန်တော်တို့ရှေ့မှာနိုင်ပွဲတွေအလီလီဆက်ထားတယ်နှမျောဖို့ကောင်းတာပေါ့ဗျာနှမျောဖို့ကောင်းတာပေါ့တောက်လျှောက်ကြီးနော်၄ပွဲစက်လောက်နိုင်လာပြီးတဲ့အချိန်ဒီဖြစ်ကာမှာအင်ကွင်းစတန်ဖို့ဘရစ်မှာဟာဘရူရယ်တန်တက်ဆန်ဒလန်ဖုတ်သွားတယ်ဆိုတာကြီးကဘလို့စဉ်းစားစဉ်းစားဒါယုတ်တိမတန်ဘူးဗျာဆိုတော့အဲ့တော့မာရက်ကဘာပြောခဲ့တယ်လဲကျွန်တော်တို့ကတခါတလေမှာအကောင်းဆုံးမလုံဆောင်နိုင်တဲ့အခါအကြောင်းပြချက်ကိုအမြဲတမ်း ရှာဖွေရပါတယ်။ကျွန်တော်ကပွဲတိုင်းတပွဲချင်းစီအမြဲတမ်းခွဲခြမ်းစိတ်ဖြာဖို့ကြိုးစားပါတယ်။သို့တော့ကျွန်တော်တို့ပိုကောင်းအောင်လှုပ်ဆောင်နိုင်ဖို့လေလိုအပ်တာပေါ့။စန္ဒလန်ဘက်ကသွင်းယူသွားတဲ့အနိုင်ကိုမှဆိုကျွန်တော်တို့နှစ်ယောက်တစ်ယောက်ရှင်ပြိုင်နေရတာကြောင့်လွယ်ကူတဲ့အခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။တိုက်စစ်မှုတစ်ယောက်ကဘောလုံးကြောပေးပြီးကစားနေတာခန်းစစ်ကစားသမားအတွက်ဟန်တားလို့ရတဲ့အခြေအနေကောင်းတစ်ခုပါ။ဒါပေမဲ့အဲ့လိုအခြေအမျိုးမှာတော့ခန်းစစ်ကစားသမားတွေအနေနဲ့ဒီထက်ပိုကောင်းအောင်လှုပ်ဆောင်ခဲ့တင်ပါတယ်တဲ့။ ဆိုတော့ तू อ่ะစင်ဂျီထက်တောင်ပူဆိုရဲပေါ့เนาะတစုံတယောက်ကိုဟိုနည်းနည်းလွှဲချလိုက်တဲ့ပုံစံမျိုးပေါ့ तू ပြောတာကိုမှားတယ်လို့မပြောဘူးမှန်တယ်100%မှန်တယ်နောက်ခံလူနည်းရောစောက်တော့မကြောက်ဘူးဗျာ Brombie ဆိုတာဟို IS မှာပေါ်တဲ့ကစားသမားလူကောင်လည်းအရင်မကြည့်ဘူးဒါပေမဲ့တေးသေးကြစ်ကြစ်လုံးလုံးပဲ तू อ่ะ blind side ဆော့ပြီးတွန်းထားတာဟာကိုယ်ခန္ဓာကိုယ်မကူအာမနာကိုခံစစ်ကစားသမားနှစ်ယောက် Brombie တဲ့ကြီးတဲ့ကောင်နေကြီးပဲ ပြိုင်မတိုးရဲပဲပန်နတီပေးရမှာကြောက်နေတာဒါခန်းစစ်ကစားသမားတွေအတွက်100%အမှဒါကိုလက်ခံတယ်ဒါပေမဲ့အဲ့ဒီအခြေအနေကိုရောက်ခဲ့တင်သလားဟုတ်ကဲ့တလက်စာရင်းပြဆက်ပေးချင်တာကတော့ကျွန်တော်ညီကိုတွေဘလုံးမွေးကစားချင်တယ်ဆိုရင်စီနီယာတောချက်စီမှာမောင်ငါ6အိုင်မက်ခွန်ရှိကို9လုံးမိတုကိုမမတဲ့ဘောနယ်ယူနိဖြစ်ဘောနယ်တွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနံပါတ်39 6938380မှာဆက်သွယ်ဆုံးလမ်းမေးမြန်းလို့ရပါတယ်ဆန်ဒလန်ကို အဲ့ဒလိုမျိုးအနိုင်ကိုပေးရဖို့မဆိုထားနဲ့တရေဆိုတဲ့အခြေအနေမျိုးကို မရောက်ခဲ့တင်တာပါအဲ့တော့ကြောင့်ဒီမာရက်စကာပြောတဲ့စကားတွေဒီစင်ဂျေထက်ထောင်ပို့ပြီးတော့ဆိုးတယ်နောက်ဆုံးဒီလိုမျိုးเนาะနောက်ခံလူအမအနေကိုပေးလိုက်ပါစေုံ3-1ဆိုတဲ့ရလက်မျိုး4-1ဆိုတဲ့ရလက်မျိုးဆိုကျွန်တော်တို့ရှုံနေခြင်းကိုကြုံတွေ့ရမှာမဟုတ်ပါဘူးဒီတော့ကြောင့်စာလုံးရေးစကြဲကခေတ်တကိန်းလို့ဖို့ လို့တယ်ခေတ်တကိမလုံးနိုင်ဘူးဆိုရင်လေကိုယ့်ရဲ့ခံစစ်စုဖွဲ့မှုကိုခိုင်မာကြစ်လက်အောင်ယုံကြည်လို့ရတဲ့အနေအထားဖြစ်အောင်ဒီတကိုးကိုတေချာထိန်းကန်နိုင်တဲ့စုဖွဲ့မှုတစ်ခုဖြစ်အောင်လေ့ကျင့်သင်ကြားထားဖို့လိုပါတယ်ကိုယ်တွေအများကြီးတွေ့မှုကျွန်တော်ဆိုလိုတာမဟုတ်ဘူးမော်ရီညိုဆိုတစ်ခေတ်ကတကိုးသွင်းပြီးဘယ်လိုလှည့်မကြည့်နေတော့အဲ့ဒါအပြောက်ပဲမော်ရီညိုအရန်ကြောက်တာတချို့အသိနေသူတကိုးသွင်းပြီးတော့ပြန်သွင်းဖို့ဆိုတာဘယ်လိုမလွယ်တော့ဘူးဒါမှတ်တော့အေးအဲ့လိုမျိုးအနေအထားဖြစ်အောင်လုပ်ဒီလိုမှမဟုတ်ရင်လည်း ကိုယ်တွေပြန်ပေးရမယ်ဆိုကိုယ်တွေကအတွင်းသားနှစ်ကိုသုံးကိုလာသူမဝင်ခဲ့တာတွေအများကြီးရှိပါတယ်လူသားပြောင်းလဲမှုတွေအဖြူအပိုင်းရစိုက်ဘက်ကစားသမားနှစ်ယောက်ကိုအထဲထဲဝင်ပြီးစော့ခိုင်းတဲ့အပိုင်းမှာအားနေတဲ့အချက်တွေရှိခဲ့တယ်ဒီအချက်လက်တွေကိုသူတိတ်မပြောဘဲဒီနောက်ခံကစားသမားနှစ်ယောက်ကနောက်ဆုံးချိန်မှာဒီလိုလူအပ်လို့ဆိုတဲ့ပုံစံကြီးပြောသွားတာတော့စင်မပြေပါဘူးသူပဲတာဝန်ယူမှုအပြည့်ခံရမှာပါဆိုတော့ ပွဲတိုင်းကိုတပွဲချင်းစီချင်းကပ်အမြဲတမ်းခွဲချမ်းစိတ်ပြပေမဲ့လေကိုစိတ်ပြတိုင်းဖြစ်ချင်မှာတော့ဖြစ်မှာပေါ့ဗျာနော်ကိုခွဲချမ်းတိုင်းမှန်ကန်ချင်မှာတော့မှန်ကန်မှာပေါ့ဒီအထိကျွန်တော်တို့လက်ခံပါတယ်သူမဲ့ပွဲမှာ changes လုပ်လို့ရရလေဘောလုံးသင်းတွေကဒီလိုမျိုးပဲအောင်မြင်မှုအလီလီယူခဲ့တာ game plan တစ်ခုကဘောလုံးပွဲမစခင်တည်းအကျိုးတင်ချတယ်ဘောလုံးပွဲစပြီးကစားတဲ့အချိန်မှာမှိန်လဲမှန်နိုင်တယ်မှားရင်လဲမှားနိုင်တယ်အဲ့တော့မှားရင် ဒီကစားနေတဲ့အချိန်တွေမှာဒီ game plan တစ်ခုကိုဘယ်လိုပြောင်းလဲမလဲ viewer ဘန်ဘယ်လိုပြောင်းမလဲမလဲဆိုတာကစားသမားတွေကမလုပ်တတ်ဘူးဗျာနီးပြပဲအဓိကလောက်ရတာ bro ဒီရှေ့ပွဲတပွဲပေါ့နော် Nordia Forest နဲ့ပွဲမှာလားမသိဘူး Maris ကပွဲကြီးစဉ်ပေါ်ကနေစာလေးရေးပေးလိုက်တယ်အဲ့ဒီစာလေးကို Andomar also sorry Reese Jane တယောက်ချင်းစီလိုက်ပြနေတာ viewer ဘန်ပြောင်းလဲဖို့ပြနေ viewer ဘန်ဆိုတာဒီဘယ်လောက်ထိအရေးပါတယ်လဲဆိုတာအဲ့ဒါကိုပြောတာကစားသမားတိုင်းကလည်းအဲ့ဒီ viewer ဘန်မပြောင်းလဲတဲ့ကိုနီးပြဒီပုံစံ stock ဒီလိုကစားဒီလိုမျိုး အဝင်းဒီလိုထွက်စတဲ့လမ်းညွှန်မှု instruction တွေပေးမှသာလေကစားသမားတွေက light sound နိုင်တာဒီလိုပြောင်းလဲမှုမျိုးတွေသူမလုပ်ခဲ့ဘူးလူသားပြောင်းလဲတဲ့နေရာမှာလဲလုံးဝမှားရွေးနဲ့ပြောင်းလဲမှုကိုပဲပြောင်းလဲခဲ့တယ်ဒါတွေဒီဒီရှုံးဘွဲအဓိကတရက်ခံမှာပဲတူစင်နဲ့ချာလူပါတို့လိုအပ်ချက်ရှိတယ်ဆိုရင်တော့မှပို့ပြီးလိုအပ်တာက Andrew Morris ကဖြစ်ပါကြောင်းတုံးသက်ဆွေးနွေးနေတဲ့ video လေးဒီမှာနားခွင့်ပြုပါစင်ဂျီတွေပေးလို့မရပါဘူး Andrew Morris ကရေး